ကောင်းမှုကိုလိုလားတဲ့သူတွေအများရန်လုပ်တဲ့နဲ့ပုံညာကိရိယာဝိတ္ထု၁၀ပါးဆိုတာကနံပါတ်၁ဒါနပေးကမ်းလှူဒန်းတဲ့ဒါနတွေရှိမယ်နံပါတ်၂တီလဒါရိတတီလဝါရိတတီလဆိုပြီးတော့စောင့်ထိန်တဲ့တီလတွေရှိမယ်မိဘဝိတရားတွေမိတ်ဆွေဝိတရားတွေကိုစောင့်ထိန်တာကတော့ဇာရိတတီလဖြစ်ပြီးတော့ရှောင်ကျင်တာတွေကတော့ဝါရိတတီလတွေဖြစ်မယ်ဘာဝနာ နံပါတ်3ကတော့လုံတဲ့မလုံတဲ့စဉ်းစားဆင်ခြင်တာကတော့ဘာဝနာတွေဖြစ်မယ်ကိုယ့်ထက်ဂုံကြီးတဲ့လူတွေလူတိုင်းကိုလေးလေးစားစားနဲ့အယူအသေးပေးနိုင်တယ်ဆိုတာကတော့နံပါတ်4အပ္ပစာယနာဝေယဝိသနံပါတ်5ကတော့ပဝင်းချင်းတာယာဖို့အတွက်ကိုကလှုပ်ပေးတဲ့တပြက်စီလဲတာတွေပြီးတော့အမိုက်ရှင်းတာတွေဒီလိုမျိုးတွေလှုပ်ပေးတဲ့ဟာတွေကိုလှုပ်ပေးတာကိုဝေယဝိသလို့ခေါ်တယ်ပဋိဌာနာ ကိုလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကိုပြန်လည်မျှဝေပြီးတော့ဝမ်းမြောက်စေတာကိုနံပါတ်6ပဋိဌာနလို့ခေါ်တယ်နံပါတ်9ပတ္တနုမောဒနာသူများတွေလှုပ်ထားတဲ့ကုကောင်းတဲ့အမှုတွေကိုကိုကလည်းကိုယ်တိုင်မလုပ်နိုင်တာမှတိုက်တွန်းချီးမွမ်းစိတ်တူပြီးတော့အကျိုးပေးတွေတူအောင်လို့ပတ္တနုမောဒနာဆိုပြီးတော့ကောင်းတယ်ဆိုပြီးတော့ဒါလို့ခေါ်လို့ရတယ်နံပါတ်8ကတော့ဓမ္မတာဝနာ တရားတွေကိုကိုယ်တိုင်ကျင့်သုံးမှုမျှဝေဖို့အတွက်နာယူတာမျိုးကိုဓမ္မတာဝနာလို့ခေါ်တယ်။နံပါတ်၉ဓမ္မဒေသနာကိုတည်ထားတဲ့ကိုကျင့်သုံးထားတဲ့တရားတွေကိုပြန်ပြီးတော့ဟောပြောမျှဝေတာကိုဓမ္မဒေသနာလို့ခေါ်တယ်။ဒိဋ္ဌိစုကံမဒီလိုနဲ့ကြိုးစားပြီးတော့ကိုယ့်ရဲ့အမြင်တွေမှန်ကန်ဖြောင့်မတ်လာအောင်လို့ကိုယ့်ရဲ့အစွဲတွေကိုချွတ်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 ပြီးတော့ကြိုးစားတာကိုတော့နံပါတ်၁၀ဒိဋ္ဌိစုကံမလို့ခေါ်တယ်။ ဒီတော့ဒါနနဲ့ပဲပြီးမနေပဲနဲ့တီလာနဲ့ပဲပြီးမနေပဲနဲ့ဘာဝနာနဲ့ပဲပြီးမနေပဲနဲ့ယူတည်မှုပေးတဲ့အပ္ပစာယနာတွေဝေယဝိဆာတွေပဋိဒါနပတ္တနုမောဒနာဆိုတဲ့အစရှိသဖြင့်ပုံညာကိရိယာဝိထု7ပါးလုံးကို ဖြည့်ကျင့်နေကြဖို့လိုတယ်အဲ့ဒီဒါနဆိုတာဥပမာနဲ့ဆိုရင်ဒါနတွေကို ပြုလုပ်တဲ့နယ်ဆိုတဲ့အမြင်မျိုးကို ကျွန်တော်တို့ကရပြီဆိုရင်အဲ့ဒါကိုကျွန်တော်တို့ဒါနဘယ်လိုလုပ်မလဲဆိုတော့အတွေးတွေတွေးရမယ်ပြီးလည်းပြီးရောအပြောတွေအလုပ်တွေအနေတွေရောဒါနနဲ့ဆိုင်တဲ့ဟာတွေဖြစ်ဖို့ကြိုးစားရမယ်မဖြစ်ဘူးဆိုရင်ကြိုးစားရမယ်နုံနုံကြကြနဲ့သတိထားရမယ်ပြီးတော့စိတ်ထားကလည်းဒါနနဲ့ဆိုင်တဲ့စိတ်ထားတွေဖြစ်မယ်ဒါဆိုရင်ဒါနတစ်ခုကိုမက်ဂင်ရှစ်ပါးနဲ့ပွားတာဖြစ်ပြီးဒီလိုမျိုးပဲ ပုံညာကိရိယာဝိတ္ထု10ပါးလုံးကိုဒါနရောတိလာရောဘာဝနာရောကိုမဂ္ဂင်7ပါးဆိုတဲ့အမြင်အတွေ့တွေအပြောအလုပ်အနေတွေစူးစမ်းမှုနိုးကြားမှုစိတ်ထားမှုတွေနဲ့ပွားလိုက်တယ်ဆိုရင်တော့ကျွန်တော်တို့အမြဲကျင့်သုံးနေစရာတရားကျင့်ဤဖြစ်တဲ့ပုံညာကိရိယာဝိတ္ထု10ပါးနဲ့မဂ္ဂင်7ပါးမြောက်ပြီးတော့ကုသိုလ်တရားတွေ80ပွားများပြီးရရောက်လိမ့်မယ် ကုသိုလ်80ပွားများရင်းနဲ့ပဲနိုင်ငံတော်ရဲ့ပြည်မိခင်ကြီးရဲ့အသက်80ပြည့်မွေးလေးကိုဂုဏ်ပြုရင်းနဲ့ဒီဟာလေးကိုမျှဝေလိုက်ပါတယ်